တောက်ကြတော်မူမိတ်ဆွေတွေကဒီလတာတော့ဒီမှာဧပြီလအတွင်းမှာဘာကိုဖြစ်ဖြစ်အစမှာနည်းနည်းလေးအခအခဲလေးတွေပြုံသွားတတ်တယ်နည်းနည်းလေးအစမှာယုံကန်ရတတ်တဲ့အတွက်ကြောင့်တော့ဘာကိုလှုပ်လှုပ်ဇွဲရှိရှိနဲ့အားဆိုင်ပြီးလှုပ်ဖို့တော့ဒီတလတာတာတွင်မှာလိုအပ်ပါတယ်ခင်ဗျထို့ပြင်မိတ်ဆွေတို့အနေနဲ့ရေပေါ်စီလှုပ်တာမျိုးရောင်ဝါးဝါးလှုပ်တာမျိုးတွေတော့အကျိုးမပေးပါဘူးတောက်ကြတွေကဒီလမှာဇွဲရှိပြီးတော့ရှိတို့ဆောင်ရလှုပ်ဆောင်မှသာဇွဲလေးနည်းနည်းလေးတော့ဇွဲစုကလေးနည်းနည်းဆိုက်ပြီးတော့လှုပ်ဆောင်ရအောင်မြင့်ညွတ်တက်ရှင်တွေရရှိပါလိမ့်မယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့တေးရင်မြင့်ရှင်ရွှေတိဆိုတဲ့ကိစ္စတွေအဲဆနာ ဘောပုံအောရင်းပြီးပြီးတော့လှုပ်ဆောင်နေတဲ့အလုပ်ဒီမှာအတက်နိုင်ဆိုတတိထားစင်ကြင်ရလိုအကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပြစေခင်ဗျာထို့ပြင်မိတ်ဆွေတို့အနေနဲ့တောက်ကြသားသမီးတွေဒီလာတာတော့ဒီမှာဆိုရင်တော့ဘာလို့ဖြစ်ဖြစ်နည်းလေးအားတော့ခွန်ဆိုင်လို့ဖို့လိုအပ်တယ်လို့အဲဒေါသနဲ့ဆုံးဖြတ်တဲ့ကိစ္စလေးဒီမှာအမားပါတတ်တယ်ထို့ပြင်ဒေါသနဲ့ဆုံးဖြတ်တဲ့ကိစ္စလေးဒီမှာအမားပါတတ်တယ်လို့မိတ်ဆွေတို့အနေနဲ့ဘာလို့ဖြစ်ဖြစ်နည်းနည်းလေးစိတ်ရှည်တီးခံပြီးပြောဆိုလှုပ်ဆောင်တာဟာကံကောင်းခြင်းအားသာခြင်းတွေရရှိစေနိုင်တဲ့ထို့ပြင်မိတ်ဆွေတို့ကကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအထူးသဖြင့် အတွေ့အစားနဲ့ပတ်သက်တာမျိုးလေးတွေအရေပြားရားနာမှုလေးတွေနဲ့ပတ်သက်တာမျိုးလေးတွေကြုံရတတ်တယ်လို့ယာတိအကူပြောင်းကာလာလေးတွေကြောင့်အထင်းငော်လေးတွေကြုံရတတ်တယ်နော်ယာတိအကူပြောင်းကာလာလေးတွေကြောင့်နည်းနည်းလေးဟိုကျမကြီးနဲ့ပတ်သက်ရအမိနာမဖော်မရတဲ့ဟိုနာကဒီနာကဲဆူဆူဝါတော့မဟုတ်ဘဲနဲ့အယူပါကနည်းနည်းလေးချူမရပါမယ်ကျမကြီးကနည်းနည်းချူချနေတာမျိုးလေးတွေကြုံရတတ်တယ်လားဖြစ်ပါတယ်ဒီလိုကိစ္စမျိုးလေးတွေဆိုဘာသာရေးကိစ္စလေးတွေလူမွေးကိစ္စလေးတွေအများနဲ့ပတ်သက်တဲ့ကိစ္စလေးတွေများများလှုပ်ဆောင်ရင်ကန်တက်မှုနဲ့တိုးတက်မှုတွေရရှိပါလိမ့်မယ်ထို့အပြင်မိတ်ဆွေတို့နေဒီလာတာတို့ 对吧，首先、嗯，哎、嗯，当家当命没水的哈。嗯 ဆနလဘောကျမ်းစာရင်းနဲ့ပတ်သက်ရင်လည်းအမီနာမဖော်မြရပဲအနှဲငယ်တော့ရှူချတာမျိုးလေးတွေကြုံရတတ်ပေမဲ့အစမှာတော့ပထမတစ်ပတ်မှာတော့ဆယ်လို9ရက်လောက်တော့ဧပြီ9ရက်လောက်တော့ညံ့နေတယ်ဧပြီ9ရက်ကျော်ရင်တော့ကံကတူးတက်မှုတွေကံကောင်းမှုတွေရရှိစေတဲ့လဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့နိုင်ငံခြားခီးသွားနဲ့ပတ်သက်တာမျိုးလေးတွေတော့တတိထားစီရင်ပေးပါလူလိမ်မခံရတာမျိုးလေးတွေကြုံရတာမျိုးနိုင်ငံခြားခီးသွားနဲ့ပတ်သက်လာရင်တူးတက်မှုတွေအားနည်းတာမျိုးကြံ့ကြာမှုနှောင့်နှေးတာတွေကြုံရတတ်တယ်ဘာသာခြားလူမျိုးခြား နိုင်ကကြပြပနဲ့ပတ်သက်တာမျိုးလေးဒီမှာနည်းနည်းလေးထင်တော့ကြံ့ကြံ့မှုတွေကြုံရတတ်တဲ့အတွက်တော့ကိုကိုတိုင်းဦးစီးဦးဆောင်လုပ်ရန်အားနည်းစီတော့ကာလဖြစ်တယ်ထို့ပြင်တောက်ကြရရာဟိုနေရာမှာလည်းကိုမပိုင်မပြီးဒီနေရာမှာလည်းကိုမပိုင်မပြီးဆိုတော့ကာလကြောင့်ဒီကလာအတော့မှာတော့နေရာတကာမှာကိုကကိုပါတာမပါတာဖြစ်ပြီးတော့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တယ်လို့ကိုကိုယ်တိုင်ဦးစီးဦးဆောင်ပြီးတော့ ဆောင်ရွက်ပြီးနေရတဲ့အတွက်တော့အနှဲငယ်လေးတာမန်လာတဲ့တော့ပူပင်မန်းလာတော့အသေးစားပဲဖြစ်တယ်သသမိနဲ့ပတ်သက်လို့နည်းနည်းလေးစိတ်တိုင်းမကြတာမျိုးအဲတပည့်လက်သားနဲ့ပတ်သက်လို့ရှိရင်နည်းနည်းလေးအောက်လက်ငယ်သားနဲ့ပတ်သက်လို့ရှိရင်နည်းနည်းလေးပြောမရဆိုမရအယူလေးတွေအမှားလေးတွေဂျုံရတတ်တဲ့အတွက်တော့သတိထားစီနေပေးဖို့လိုအပ်ပါတယ် ယာရုလုပ်ငန်းကံငန်းနဲ့ပတ်သက်ရင်ယာရုတို့ဖို့ယာရုတက်ဖို့ထက်လက်ရှိနေရာမှာတော့မှတင့်တော်အောင်လုပ်ပါယာရုပြောင်းတာမျိုးအလုပ်ပြောင်းတာမျိုးမသေးချာမရရတဲ့အလုပ်ဒီမှာပြောင်းလဲလုပ်တာမျိုးလေးတွေမှာတတိထားစင်ကြင်ရလိုအပ်ကြောင်းထပ်လောင်းပြောကြလိုက်ပြရစီခင်ဗျာဒါအပြင်ဒီလာတာတော့ဒီမှာဆိုရင်မိတ်ဆွေတို့အနေနဲ့အဲလာရုလုပ်ငန်းနဲ့ပတ်သက်ရှိနေတဲ့နေရာမှာတော့မြေအောင်ကြိုးစားဖို့လိုအပ်ပါတယ် OA Champion စောက်တာမျိုးတွေဒီလာတာတော့ဒီမှာကြန့်ကြာတတ်ပါတယ်တတိယစင်ကြင်ရလိုအပ်ပါတယ် ပါတယ်ထို့သူဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီးတော့လူရောမလွယ်ပါနဲ့လူလိန်ခံရတာမျိုးလေးတွေအဝေးကဘာသာစကားဘာသာခြားလူမျိုးခြားတွေကလိန်တာမျိုးတွေစုနေတွေပေါ့ပြီးဆိုပြီးလိန်တာမျိုးတွေကြုံရတတ်တဲ့အတွက်တော့တတိထားစီပြင်ရလူအကြောင်းထပ်လောင်းပြောကြလိုက်ပြရစီခင်ဗျာ OA Champion နဲ့ပတ်သက်ပြီးတော့ဆောက်လက်စားအိမ်တွေကိုမဝယ်ပါနဲ့အဲ OA Champion နဲ့ပတ်သက်ရင်ဒီကာလတွေမှာကိုယ်အမိခံပြီးမဆောက်ပါနဲ့အဲညံ့ပါတယ်ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်လို့မိယာထိုင်ခြင်းနဲ့ပတ်သက်စိတ်တိုင်းမကြတာမျိုးလေးတွေတော့အနည်းငယ်လေးကြုံရတတ်ပါတယ်ခင်ဗျာမိတ်ဆွေတို့ရဲ့မိသားစုဝင်တွေမှာကျန်းမာရေးညံ့ က်နေတဲ့သူတွေရှိတဲ့အခါတဦးတယောက်ညာအိတ်အပြင်ညက်နေထွက်လိုက်ပါကျမ်းမာကြီးကောင်းလာပါလိမ့်မယ်ခင်ဗျာအဲကျမ်းမာကြီးညက်နေလို့ရှိရင်ကျမ်းမာကြီးကောင်းစီရအတွက်တခုခုပေါ့နော်ဟိုကျမ်းမာကြီးညက်နေတာမျိုးလက်အရန်ပိတ်နေတာမျိုးဆိုညာအိတ်တရက်ထွက်သွားတာမျိုးတွေလောက်လိုက်ရင်ကံကောင်းမှုနဲ့တူတက်မှုတွေရရှိပါလိမ့်မယ်ရိုးရာအိမ်တွင်းလက်ဖက်ဆက်ပြီးပါခင်ဗျာဝါဝုံဝါထွက်မှာရိုးရာအိမ်တွင်းနေညှိုးနေတာမျိုးရိုးရာအိမ်တွင်းနေ ရိုးရအိမ်တွေနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးဟိုကျွန်တော်လိုပေါ့ကိုကိုမေးလျော့နေတဲ့အတွက်စိတ်ဆိုးနေတာမျိုးကြီးကြုံရတတ်တယ်ပြတော့တတိတာဆင်ကျင်ပေးရန်လူအကြောင်းထပ်လောင်းပြောလိုက်ပြရစီထို့အတူဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်တောက်ကြရတာဒီလာတာတော့ဒီမှာအိမ်မလာရလို့ဆိုင်းပုတ်တက်ထားတာပိုကောင်းပါတယ်ခင်ဗျာအဲကောင်းကျိုးကောင်းကျိုးကပေးတာအားတော့နည်းရဲဆိုးကျိုးလေးတွေပေးတတ်တဲ့အတွက်ကြောင့်မလို့တတိတာပါအဲ အဝေးကိုရောက်နေတော့ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးတော့စိုးရိမ်စရာသတင်းလေးတွေကြားရတတ်ပါတယ်။ထင်ရှဲထီအလောင်းကစားနဲ့ပတ်သက်ရင်ဆရာတိုင်တိုင်ကျင်ပါတယ်ခင်ဗျာ။ဆိုတော့ကောင်းပြီ။အဲကံကပေါလောင်းပေါလာတွေးကြည့်ကြည့်ပေါ့နော်။ဆိုတော့ကောင်းပြီဒီလနာတော့တွင်မှာလူငယ်တွေရှည်ရင်းနဲ့ပတ်သက်ရင်ရှစ်သူကြီးစားရရှိတတ်တယ်လို့ဖူးစာဘတ်တွေပေါ်လာတာမျိုးတွေကြုံရတတ်တယ်ခင်ဗျာ။ဒါအပြင်မိသားစုကိစ္စအိမ်မေးကိစ္စအဆင်မပြေမှုတွေကိုအဆင်ပြေအောင်ကြိုးစားဆွမ်းဆောင်နိုင်ဖို့အပတ်တာကာလဖြစ်ပြီးတော့တုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေဖြည့်ရှင်းမှအောင်မြင်ချက်တိုးတက်ရှင်တွေရရှိပါလိမ့်မယ်။ကိုပိုင်လုပ်ငန်းတွေ ပြောဆိုလို့ဆောင်မှာအတာကောင်းမှုပါတယ်ဒါပေမဲ့သူများနဲ့ပတ်သက်ဘာသာရေးအများနဲ့ပတ်သက်ပြီးကိုယ်နဲ့မဆိုင်တဲ့ကိစ္စလေးတွေမှာတော့စေတနာတွေဝေဒနာဖြစ်ရတတ်ပြင်မယ်လို့ကိုယ်တိုင်လုပ်ငန်းတွေငွေကြီးနဲ့ပတ်သက်တာတွေဦးဆောင်တာတွေငွေရှိလုပ်ငန်းတွေငွေကြီးနဲ့ပတ်သက်ပြီးတော့တိုးချဲ့အောင်လုပ်ဆောင်တဲ့အလုပ်တွေမှာတော့အတာမှုနဲ့တူတက်မှုတွေရရှိတတ်ပါတယ်ဒါအပြင်အမခံကိစ္စတွေအမှုကိစ္စတွေအမွေကိစ္စတွေရုံးကလနာဆိုင်ရာကိစ္စတွေမှာကိုယ့်ဘက်ကအတာချင်းကောင်းမှုချင်းနေနဲ့အနိုင်ရမှုတွေရရှိတတ်တော့အပတ္တာပိုင်းခြားကာလဖြစ်ပါတယ်အထက်လူကြီးအကြီးအကဲတွေရဲ့ကုညီမြောက်စားမှုတွေအားပေးမှုတွေ ေထောက်ကမ်းမှုတွေရရှိတတ်သောလာဖြစ်တယ်လို့ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်လာလို့ရှိရင်လေကိုပိုင်လုပ်ငန်းစတင်လုပ်ဆောင်လိုတဲ့မိတ်ဆွေများဘာကြောင့်မှတုံ့ဆိုင်မနေပဲနဲ့ရေရေကြီးစတင်လုပ်ဆောင်မှာတိုးတက်မှုနဲ့အေးချမ်းမှုကိုရရှိပါတယ်။ပညာရေးနဲ့ပတ်သက်လာရင်လည်းဘာမှစိုးရိမ်စရာဘာမှမတွေ့ရပါဘူး။မိမိတက်မြောက်ပြီးတော့ပညာရက်ကိုတခုအသုံးချပြီးတော့ခြေလှဆောင်ရလှဆောင်ရင်အာသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်။မိဘတွေ အထက်လူကြီးတွေအကြီးအကဲတွေရဲ့အကူအညီကိုရရှိတတ်တယ်လို့အိမ်တော်ကြီးမှဆိုရင်လည်းအိမ်တော်ဘက်ရဲ့ပြောဆိုမှုကောင်းမှုအိမ်တော်ဘက်ရဲ့ထူးထူးခြားခြားအထောက်အကူကူညီမှုရရှိတတ်တော့ကာလဖြစ်တဲ့အတွက်တော့အိမ်တော်ဘက်နဲ့ပတ်သက်လို့ရှိရင်တိုင်းမင်သားမျိုးအိမ်တော်ဘက်နဲ့ပတ်သက်ရင်အကြံဉာဏ်တောင်းလာမျိုးတွေလှုပ်ဆောင်ရင်တိုးတက်မှုနဲ့ရရှိတတ်တော့အပတ္တကာလပိုင်းခြားဖြစ်ပါလေခင်ဗျာစားသောက်ကုန်လုပ်ငန်းတွေဆက်လူလုပ်ငန်းတွေစံစီစီးဆဆက်ပစ္စည်းနဲ့ပတ်သက်တာတွေခြေတူဆောင်ရလှုပ်ဆောင်မှာအကျိုးပေးပါတယ်ဆိုတဲ့အကြောင်းထပ်လောင်းပြောကြားလိုက်ပါစီအမှုပညာဆိုင်ရာလုပ်ငန်းတွေထင်ပေါ်ကျော်စောမှုနဲ့ပတ်သက်တာမျိုးတွေဒီမှာတော့ကံရဲ့အားနည်းမှုကိုရရှိတတ်တယ်လို့ ဗကြီးဘဘူးဝေရင်ဗေဒတရုပ်ဆောင်အစုအကအရေးတီးနဲ့သူကမှအမှုပညာနဲ့ပတ်သက်လာရင်တော့အာထင်ပေါ်မှုတွေအားနည်းစီတော့လာဖြစ်တဲ့အတွက်ဒီကာလတော့ဒီမှာစတင်ရန်တော့အားနည်းစီပါတယ်ထို့အပြင်မိမိရဲ့အဲဆနာလိုပေါ့ဟို ကိုနဲ့တွေ့ဆုံခဲ့ဘူးတဲ့သမီးစားဟောင်းနေရှစ်သူဟောင်းနေအိမ်တော်အဟောင်းနေရကိုကိုတပုတ်လေးလွန်ပြောခံရတာမျိုးအဲ့ဒီရဲ့ negative effect တွေလာရိုက်တက်တဲ့အတွက်တော့တတိထားစင်ကြီးရလိုအပ်ပါတယ်ဆက်ပစ္စည်းရင်နဲ့ပတ်သက်လို့ရှိရင်တတိထားမောင်းနေမှုလိုအကြောင်းထပ်လောင်းပြောကြလိုက်ပါရစေဆက်ပစ္စည်းရင်နဲ့ပတ်သက်လို့ရှိရင်လော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 မဆုံးဖြစ်ပါနဲ့ခဏခဏပြရတာမျိုးပြောက်ရတာမျိုးတခုခုခံရတာမျိုးဒီကြုံရတက်တဲ့အတွက်တော့တတိထားစင်ကြီးရလိုအကြောင်းထပ်လောင်းပြောလိုက်ပါရစေဒါသမီးနဲ့ပတ်သက်ပြီးတော့ စိတ်ပြင်မှလူပြင်မှဖြစ်ရတတ်ကြောင်းနဲ့တာသမီအိမ်တော်ကြီးကိစ္စအလုပ်ကိစ္စတွေမှာအနှံ့ငယ်ထင်းကိုကြံ့ကြံမှုတွေကြုံရတတ်ကြောင်းထလောင်းပြောကြားလက်ပြရစီခင်ဗျာငွေကြီးနဲ့ပတ်သက်လာရင်လက်လွန်ထားတဲ့ငွေကြီးတွေကိုရရရှိတောင်းမှပြန်လဲရရှိတတ်တော့လာဖြစ်ပါတယ်ခင်ဗျာဒါအပြင်တောက်ကြတာသမီးတွေကဒီလက်တာတော့ဒီမှာဆိုရင်ဘာကိုလှုပ်လှုပ်တနင်္လာတာသမီးအဲအင်္ဂါသားသမီးတွေနဲ့တွဲဖက်လို့ပါကံရဲ့အထောက်အပံ့ကိုရရှိတတ်တော့ကာလဖြစ်တယ်။ခကြီးသွားတဲ့ကိစ္စတွေလုံခြုံမှုဆိုင်ရာကိစ္စတွေဘေးရန်ကင်းရှင်းစေရန်အတွက်ဆိုတော့ဂျာဇာပရိယတ်တို့ဂျာဇာပရိနေသားတွေနဲ့တွဲဖက်သွားပါ။ကံကောင်းမှုတွေကိုရရှိစေနိုင်တော့အပ္ပတ္တကာလအပိုင်းရှာ ဖြစ်ပါလေခင်ဗျာဒါအပြင်ကိုပိုင်လုပ်ငန်းတွေစတင်လုပ်ဆောင်လုပ်တဲ့မိတ်ဆွေများတော့ရှေ့တူဆောင်ရလုပ်ဆောင်မှုကောင်းကြောင်းထပ်လောင်းပြောကြားလိုက်ပါစီခင်ဗျာထို့အပြင်မိတ်ဆွေတို့ဒီလာတာတော့ဒီမှာအကျိုးပေးသောကဏ္ဍအနေနဲ့၅ကဏ္ဍ၊ခုနှစ်ကဏ္ဍ၊၄ကဏ္ဍဟာအကျိုးပေးပါတယ်အကျိုးပေးစီတော့အယောင်နေနဲ့ဆိုရင်တော့ဖြင့်အပန်းရောင်အပြာရောင်အဖြူရောင်တွေကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးတော့မိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စတွေကိုလုပ်ဆောင်တဲ့အခါမျိုးတွေကြရင်ဩဇာရကလေးတွေကိုဆောင်ပြီးလိုရာမှုကိုပြုမှုဆောင်ရင်တိုးတက်ကောင်းမှုပြီးတော့အဆင်ပြေအောင်မြင်တိုးတက်နိုင်တော်လာဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့ အဲတောက်ကြတာသမီးတွေဒီလာတာတော်တွင်းမှာမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်ထွက်အယောင်တွက်စီဖို့အတွက်ဆိုရင်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုရောင်းတဲ့အခါမှာဆရာတို့ ိုအပန်းရောင်ကတ်တူဆက်ကူလေးကိုကတော့ဆွနာလို့ပေါ့လုံးပြီးတော့တေခွင်းလေးနဲ့ထိတ်ကနေပတ်ပြီးတော့အဲ့ဒီရဲ့ရောင်းပုံပစ္စည်းတွေကိုအဲရောင်းမဲ့ပစ္စည်းတွေအဲ့ဒီကတ်တူစာရွက်လေးကိုအမွှေးလေးဖြတ်ပြီးရောင်းမဲ့ပစ္စည်းတွေကိုထိတွေ့ရိုက်ပုတ်ပြီးတော့ဗစက်ကနေရောင်းထွက်အောင်မောင်းထုတ်ဥနေထုတ်လိုက်ပါဒါဆိုရင်ရောင်းထွက်အောင်ရောင်းသွားပါလိမ့်မယ်ခင်ဗျအဲအိမ်အောင်ပရိဘောကလုပ်ငန်းဆိုင်ရာလေးတွေလက်မှုပညာလုပ်ငန်းလေးတွေအိမ်သွင်းမှုဆိုင်ရာလုပ်ငန်းလေးတွေမှာအားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျတစ်ခါလေးမှာ ဒီဒီဇာတာလေးမျိုးတွေဆရာအကြံပေးခြင်းပါလေလူတရားဟာစိုးနေပြီဆိုရင်ဒါဟာကံကောင်းမှုဆိုတာတော့မမေ့နဲ့လို့ဆရာကအကြံပေးလိုပါတယ်အထို့ပြင်မိတ်ဆွေအဆက်ဆက်ရရာအစီအပြီးအောင်ပြီးတိုးတက်ပြီးကံဇာတာတက်စီရန်အတွက်တော့ဟောတကူးမှာဆရာအထူးတင်ပေးမယ်ကံတက်စီရန်အတွက်ဥကောင်းစီချင်းမင်္ဂလာကိုဒါစောင့်ကြည့်ပါအကြောင်းဆရာကထပ်လောင်းပြောကြရင်းနဲ့ဟောအခုတခါတော့နည်းနည်းလေးမူရမများပဲနဲ့နော်လက်တွေ့ကြတဲ့စနေသားသမီးတွေနော်အထူးသဖြင့်အဲ နောက်ဆုံးပဲအိတ်နဲ့လွယ်မဲ့စနေဒီပိုင်းဆက်ရှိဖို့အလံအရောက်လှမ်းနေပါအောင်ခင်ဗျစနေဒီကိုဆရာဒီကနေစောင့်နေပါလေ